အတိန်အနက်ခြောင်နဲ့ကျန်းတို့နှစ်ယောက်ဘွဲရတာနဲ့ကုန်ပစ္စည်းတွေလက်ကားဖြတ်တဲ့ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ကြတယ်။သူတို့နှစ်ယောက်လုံးဟာ အလုပ်သိစ조사ကြတဲ့သူတွေတဲ့။နှစ်အနှဲငယ်ကြချိန်မှာသူတို့တထေးကကျန်းကိုအယောင်းဌာနတာဝန်ခံအဖြစ်ယာရူးတိုးပေးလိုက်ပြီးခြောင်ကိုတော့မူလအတိုင်းအယောင်းကိုယ်စားလှယ်အဖြစ်ပဲဆက်ထားတယ်။ဒါ ው ခြောင်ကမကျေနပ်ဘူး။ တထေးကို အလောက်ထွက်စာတင်လိုက်တယ်။တထေးကအလောက်ကြိုးစားသူတွေကို အသိအမှတ်မပြုဘဲသူ့ကိုမြှောက်ပင့်ပြီးဖားနေတဲ့လူတွေကိုသာ သဘောကျပြီးယာရုတိုးပေးတယ်လို့လဲစင်ချေတက်လိုက်တယ်။ချောင်းနှစ်ပေါင်းများစွာအလောက်ကြိုးစားလုပ်တာကိုတထေးကသိတယ်။ချောင်းကိုသူနဲ့ကျမ်းရဲ့ခြားနာချက်ကို သိစေခြင်းနဲ့ဒါကြောင့်ချောင်းကိုတထေးကတာဝန်တစ်ခုပေးလိုက်တယ် ဈေးထဲမှာဖဲသေးတွေရောင်းနေပြီလားတွားရှာကြည့်ကြည့်လို့ခိုင်းတယ်ခြောင်လဲဈေးကပြန်လာပြီးရောင်းနေပြီလို့ဖြေတယ်တထေးကဖရဲသေးတကီလိုဘလောက်ရောင်းတယ်လဲမေးတယ်ခြောင်လဲဈေးကိုပြန်ပြေးသွားပြီးတကီလိုကို12ဒေါ်လာနှုန်းရောင်းပါတယ်လို့ဖြေတယ်တထေးကကျင်းကိုလဲဒီမေးခွန်းမဲငါမေးမယ်လို့ချောင်းကိုပြောပြီးစောင့်ကြည့်ခိုင်းတယ်ကျင်းဈေးကိုသွားတယ်ပြန်လာပြီးတော့တထေးကိုပြန်ပြောတာက ဈေးထဲမှာလူတယောက်ပဲဖျဲသေးရောင်းသေးတယ်။1ကီလို12ဒေါ်လာ30ကီလိုဝယ်ရင်ဒေါ်လာတစ်ထောင်။သူ့မှာဖျဲသေးအလုံး340ပါလာတယ်။ဇပွဲပေါ်မှာဖျဲသေး58လုံးခင်းထားပြီးဖျဲသေးတစ်လုံးဟာပြဲမြ15ကီလိုအလေးချိန်ရှိတယ်။ဖျဲသေးတွေဟာလွန်ခဲ့တဲ့2ရက်ကတောင်ပိုင်းဒေသကလာလာဖြစ်ပြီးလက်ဆက်တဲ့ညည်းတဲ့အရေးသွေးကောင်းပါတယ်လို့ကျန်းကပြောတယ်။ချောင်က သူနဲ့ကျန်းရဲ့ကွာခြားချက်ကိုမြင်တွေ့ပြီးအံ့ဩသွားတယ်။အလုံးမထွက်တော့ဘူးလို့ဆုံးဖြတ်တယ်။ကျန်းစီက"သူအများကြီးတင်ယူမယ်"တဲ့။အောင်မြင်တဲ့လူတွေမှာလိလအကဲခတ်နိုင်စွမ်းပိုကောင်းတယ်။နက်နက်နဲနဲတွေးခေါ်လေးရှိတယ်။နားလည်မှုစွမ်းရည်လည်းပိုတယ်။ပိုပြီးအောင်မြင်သူတွေကအရှိကိုမျှော်တွေးတတ်တယ်။ကိုလိုသူလိုကောင်တွေကမနှက်ဖြန်အကြောင်းပဲတွေးနေချိန်မှာသူတို့ကနှစ်ပေါင်းများစွာရှေ့ကိုကြိုးမြင်တယ်။ တရက်ဖဲတွေးတဲ့လူနဲ့တစ်နှစ်တွေးတဲ့လူဟာ365စားတော့ကွာပြီပေါ့